ြီးပူဇော်ပွဲအတွက်ပါနော်သူ15ကြိမ်မြောက်သွားတယ်ဒီနေ့နဲ့အဲ့ဒီတက်ကြီးလူရှင်တော်ကြီးတွေ15ကြိမ်မြောက်တနေ့တခါကျွန်တော်ကတော့ဖို့အတွက်သူမျိုးဆက်တဲ့လူရှင်တော်လေးတွေကနေဘူးမရှောင်ဘူးရောမရှောင်အဲ့ဒီဈေးထဲအရက်ထဲရက်ွက်ထဲမှာလိုက်ပြီးတော့အလူခံပေးတဲ့ပတ်စံလေးတွေနဲ့ကိုမန်းကျော်ဆိုရင်မေလောင်စီးဦးနေကျော်ဆိုမလုံးနိုင်အလားတူအဲ့ဒီလိုအလားတူလူတွေအားလုံးအများကြီး တောင်အဲ့ဒီလူတွေလည်းပို့ပြီးပြန်မှုလူရတာပေါ့နော်ဘာလို့ဘာလို့ဆိုရင်69ဆိုရင်အဲနောက်က80 90လေးရှိဒါပေမဲ့65နှစ်ကစားနော်65နှစ်စားဟာအတိုင်းနဲ့သူဝမ်းတာတော့သမီးရဲ့ဒီလိုအချိန်ကမှမလူကြီးကဘယ်ကပတ်စံရအောင်အဲ့ဒီပတ်စံမရှိတဲ့အချိန်လေးမှာကို့စားဖို့နေယူတွေလာပေးတဲ့အတွက်ကြောင့်ဟာအတိုင်းကြီးဝမ်းတာတော့ပီတီလက်ဖြစ်နေတခါဒီမျက်ရည်တောင်လဲပြီးတယ် ဘာလို့ပတ်စံမရှိတဲ့အချိန်ကြီးပတ်စံတော့ကလေးမြင်ရတဲ့ခါကြတော့အရန်ပီတီဖြစ်ပြီးမျက်ရည်တောင်ကျတယ်ဒါတော့ဝမ်းသာပီတီပါတော်ပွဲတက်ပါနော်တို့15ကြီးမြောက်သွားပြီဒီနှစ်နဲ့အဲ့ဒီတကြီးလူရှင်တော်ကြီးတွေ15ကြီးမြောက်တနည်းတခါကျွန်တော်တို့ကတော့ဘူအတွက်တို့မျိုးဆက်တဲ့လူရှင်တော်လေးတွေက နေဘူးမရှောင်မိုးရွာမရှောင်အဲ့ဒီဈေးတဲ့အရက်တဲ့ရက်ွက်တဲ့မှာလိုက်ပြီးတော့အလူခံပေးတဲ့ပတ်စံလေးတွေနဲ့ကျွန်တော်တို့လူကြီးတွေကြတော့တာပေါ့ဒါလည်းအခုသီရိမင်္ဂလာဈေးမှာနှစ်တိုင်းတို့အလူလားခံတဲ့တစ်နှစ်တစ်ခါတစ်ကြိမ်နဲ့လာပြီးလူခံတာဩတို့လူငယ်တုန်းကဒါဒီလို့အမှမသိခဲ့ဘူးမသိခဲ့တဲ့အခါကျတော့အခုကလေးတွေက ီပရက်စိတ်ဟီတာစိတ်လေးလေးရှိလာတဲ့ခါကျတော့ရှင်နဲ့သူတို့ကြည့်ပြီးတော့ဝမ်းသာပီတိလက်ဖြစ်တယ်တကယ်ကိုလည်းနောင်တရခဲ့တယ်ပေါ့အဲ့တော့တကယ်တမ်းကျတော့တို့မလုတ်ခဲ့လို့လေတို့လူကြီးတွေမှမကြော့ခဲ့ရဘူးအခုတော့အမေတို့ဥဒလင်းတို့ဘာလို့ကိုယ်တိုင်လာပြီးထွက်ပြီးရက်ပြရတာလဲဘာလို့သမီးရဲ့ဒီခေတ်ကဟိုအဖွဲ့စည်းတွေကအလိညာတွေကများတဲ့အခါကျောင်းအော်ဥဒလင်းတို့ကိုယ်တိုင်တကယ်အစ်မမားဆိုတာလေးတက်တည်ပြတဲ့နေ့နဲ့အမေတို့ကိုယ်တိုင်လိုက်ပြီးတော့အလူခံပေးတာ ဒါဘီတို့ကိုလည်းမျက်နှာပြတော့ဩဟုတ်တာပေါ့သူတို့သိကြည့်လို့ဆိုတော့တချို့ကဒီခေတ်မှာသိတယ်မို့လားသူအလိန်ကောက်တွေကများတယ်ဖွဲ့စည်းတွေကဘာဖွဲ့စည်းမှလည်းမသိဘူးအဲ့တော့နိုင်ငံတော်ကနေလူကြီးတွေကချပေးတဲ့တရက်ဒီရက်ကိုပဲဈေးသွာဒီရက်ကပဲဈေးသွာဆိုပြီးတော့သူတို့ကချပေးခဲ့တာဦးတို့ဦးသားလေးတို့လောက်တာမဟုတ်ဘူးတစ်ခါလူကြီးတွေကတီကိုချပေးတဲ့နေ့ရက်တွေကိုသွားပြီးတော့ဘီတို့လူခံရတာဒီအစည်းအုံးကိုဗန်းပြပြီးတော့လှုပ်ရှားတယ်လို့ရှိမှာ ဒါသူတို့လေးလာနေပါလေလေးလာပြီးတော့သူတို့လည်းပြေပြေပါပါနော်အဲ့တော့ဒါတွေကတော့မလုံသင့်မလော့တဲ့အရာနော်ဒီပရိဒရဲ့ဝေဟိုစားရင်ခဏတာစားမှာပေါ့ရေရှည်မစားမှာဟုတ်လားအဲ့တော့မလုတ်သေးလုတ်တာဝလို့ရေသူတို့အတွက်ဒီနေ့အပြစ်ဆိုတာရောက်လာမှာပါ။နောက်သမီးတို့တည်တာဘုရား။ကိုမန်းကျော်ဆိုရင် မေတော်ဆေးဦး။နီကျော်ဆိုမလုံနိုင်။အလားတူ အဲ့ဒီလိုအလားတူလူတွေအားလုံးအများကြီးတောင်အဲ့ဒီလူတွေကိုလည်းပို့ပြီးမှမို့လူရတာပေါ့နော်ဘာလို့ဟိုဘာလို့ဆိုရင်89ဆိုရင်အဲနောက်က80 90လေးရှိဒါမှမဟုတ်65နှစ်ကစားမယ်နော်65နှစ်စားမယ်စပြီးတော့ဟိုမှာလာမဲ့လူတွေကလည်း90 80လေးရှိဘာလို့လဲ80ပြီးတော့အဲ့တော့ဒီဥစ္စာကိုဟိုသူ pride ရလို့တဲ့ခရီးတွေလည်းမုံမြပါတယ်နော် ဒါပေမဲ့အဲ့လိုလိန်ညာပြီးလုပ်တဲ့လူကတော့တော်တော်ရုပ်ပါဒါကိုလည်းအစည်းအဝေးကနေလာနေတယ်အစည်းအဝေးကနေပြီးစုံစမ်းနေတယ်သိရင်တော့အားလုံးဒါကိုအပြည့်အစုံကိုလုပ်နေပါဟာအတိုင်းနဲ့သူဝမ်းတာတော့သမီးရဲ့ဒီလိုအချိန်ကမှမှလူကြီးကဘယ်ကပတ်စံရအောင်အဲ့ဒီပတ်စံမရှိတဲ့အချိန်လေးမှာကို့စားဖို့နေယူနေလာပေးတဲ့အတွက်ကြောင့်ဟာအတိုင်းကြီးဝမ်းတာတော့ပီတိလက်ဖြစ်နေတခါဒီမျက်ရည်တောင်လဲမိတယ်ဘာသာပတ်စံမရှိတဲ့အချိန်ကြီးပတ်စံတော့ကလေးမြင်ရတဲ့အခါကျတော့အရန်ပီတိဖြစ်ပြီးမျက်ရည်တောင်ကျတယ် ဒါတော့ဝန်တာပီတီပါသမီးဟာဘယ်တော့လူမြန်သမားဒီလအကြက်ဆုံးပဲလာကသမားကြက်တုံးလက်လုံးနဲ့တက်တော့အမေတို့ကကြက်တုံးလက်လုံးဝါဆိုလာအဲ့တော့ဒီလထဲမှာသူတို့ကလှုပ်လာသက်သက်ကိုဒီရဲ့ငိုးရင်းကလာလုံပေးတာလူကြီးတွေဆေးဘွားကိုအမေတို့ဆိုဆေးဘွားကိုပေါ့နော်အေးရမိသားစုကလည်းဘွားကြီးကမကြမှာဘူးဘေးကလည်းကျမကြီးကောင်းလေလို့ပေါ့ကျမကြီးကိုသွားလာနိုင်တာပေါ့အဲ့တော့ ဒီလာကအဖေတို့တွေအမှုမြန်သမားတွေရဲ့ဒုက္ခရလို့လာအဲ့ဒီလာမှာသူတို့ကကြိုက်ပြီးတော့လုံပေးတာ အမှန်တကယ်ကျေးဇူးများပေါ့ဒီကလေးတွေအသက်ရှင်ပါသေးလို့လဲဆူတောင်းလိုက်သူတို့အသက်ရှင်မှအဖေတို့ဒီလာမှာလေဟုတ်တယ်မလားအဲ့တော့အဖေတို့ကလည်းကျေးဇူးတင်ပါတယ်